ဒီဗီဒီယိုမှာကြောက်စရာကောင်းတဲ့ချင်းချမှုတစ်ခုဟာတိုင်းပြည်ရဲ့ကြားတွေကတင်းမာမှုတင်တာမကပဲသမရတယောက်ရဲ့ပေါ်ဆမှုကြောင့်လည်းဖြစ်နိုင်တယ်ဆိုတော့ကိုအန်ဝပွဲတွေ့မြင်ရမှာပဲဖြစ်ပါတယ်။တကယ်တော့ကျွန်တော်တို့ဟာတက်တက်ကဘာစစ်ဖြစ်ခါနီးအခြေအနေမျိုး၁၀ချိန်တောင်ကြုံခဲ့ကြပြီဆိုတော့တချို့တွေယုံနိုင်ကြမှာတော့မဟုတ်ပါဘူး။ဒါဆိုရင်အခုချိန်ဟာတင်လေ့လာရမယ့်အချိန်ရောက်လိုလာခဲ့ပါပြီ။ကျွန်တော်တို့ကိုကြီးမားတဲ့စပိုင်းဆိုင်ရာပရီပခါရီကနေလုံးဝအုတ်တုံးကာကွယ်ပေးနိုင်တဲ့လုံခြုံရေးစနစ်ဆိုတော့အခုထိတော့ ပြေဆုံးနေဆိုတဲ့အတိုင်းအတာနဲ့ဝေးကွာနေစေပဲဖြစ်ပါရည်မြို့တော်တစ်ခုလုံးကိုမြေပုံတဲကနေဖယ်ရှားပစ်လိုက်နိုင်တဲ့အထိလုံဆောင်နိုင်တဲ့မောင်းကလုတ်တွေဟာမြင်ရတဲ့အတိုင်းမတင်ကားစရာ လုံးဝမကောင်းတဲ့ဒီလိုလက်ကင်အိတ်တွေထဲမှာလည်းရှိနေနိုင်ပါရည်ဒါကတော့လူတိများကြတဲ့ခလုတ်အနီရောင်ပါရှိတဲ့လက်ကင်အိတ်တမျိုးဖြစ်ပြီးတော့ကဘာပေါ်မှာအစင်တန်းအမြင့်ဆုံးလက်နက်တမျိုးဖြစ်တယ်လို့ကျွန်တော်တို့လက်တွေ့ဘဝမှာမြင်ရခဲ့တဲ့ career တစ်ခုလည်းပဲဖြစ်ပါရည်ဒီလိုလက်ကင်အိတ်ဟာသမရရဲ့နောက်မှာအခြားသော လက်ကမ်းအိတ်တွေနဲ့အတူတူအမြဲလိုက်ပါလာလျက်ရှိပြီးအပြင်ဘက်ကကြည်ုံနဲ့ဘယ်ဟာကပန်တိုရာရဲ့တေဂျင်တရားတက်တာလဲဆိုတာခွဲခြားလို့ရနိုင်မှာမဟုတ်ပါဘူးအဲဒီလိုလက်ကမ်းအိတ်တွေကတော့ပြင်သစ်တရုတ်အင်္ဂလန်ပါကစ္စတန်နဲ့တောင်ကိုရီးယားနိုင်ငံတို့မှာတော့ရှိထားတာမတွေ့ရပါဘူးဒါမှမဟုတ်ဒီသတင်းအချက်အလက်တွေကအပြင်ဘက်ကိုပေါက်ကြားတာမျိုးမရှိတာလဲဖြစ်နိုင်ပါတယ်ဒီမှာအမေရိကန်နဲ့ရုရှားတို့ရဲ့လက်ဝက်လက်ကမ်းအိတ်ကတော့တော်တော်လေးလူသိများပါတယ်ရုရှားရဲ့လက်ဝက်လက်ကမ်းအိတ်မှာတော့မောင်းခလုတ်က အနီရောင်မဟုတ်ပဲအဖြစ်အောင်ဖြစ်နေပြီးလုံခြုံရေးအတွက်အခြားခလုတ်တွေနဲ့ဆင်တူအောင်ပြုလုပ်ထားပါရည်ဒီလက်ကမ်းအိတ်တွေကိုများသောအားဖြင့်တည်ဆောင်ရတာကစစ်ဘက်ဆိုင်ရာဆက်သွယ်ရေးအရာရှိတွေဖြစ်ပေမဲ့လူတွေကြားထဲမှာထင်းထွက်နေအောင်ရေတက်အရာရှိဝတ်စုံကိုပဲဝတ်ဆင်ကြပါရည်အမေရိကန်ရဲ့လက်ဝက်လက်ကမ်းအိတ်ကိုတော့နျူကလ িয়ার ဖုတ်ဘောလို့ခေါ်တက်ကြပါရည်ဒါပြင်လူပြောများတဲ့သတင်းတွေအရ American football မှာ အနီရောင်ခလုတ်လဲမပါဝင်ပါဘူးလို့ဆိုကြပါရည်ဒါပေမဲ့အဲ့ဒီလက်ကမ်းအိတ်မှာ ဂျိုရိုရေဒီယိုထရန့်စမီတာနဲ့ရွှေရောင်ကုတ်လို့ခေါ်တဲ့အရာတွေပါဝင်ပါတယ်။ဒါတွေကတော့နျူကလ িয়ার အမြောက်တွေလွှတ်တင်ဖို့အတွက်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ဖုန်းရဲ့ lock screen wallpaper မှာ password ထားတာနဲ့သဘောတရားတူညီပါတယ်။ဒါပေမဲ့အဲ့ဒီကုတ်ကိုပို့ပြီးလုံခြုံတဲ့နေရာမှာထားတက်တယ်သမရတယောက်ရှိခဲ့ပါသေးတယ်။သူကတော့ဂျင်မီကာတာဖြစ်ပြီးသူ့ရဲ့ကုတ်ကိုတော့အင်ဂျီအိတ်ကထဲမှာအမြဲတမ်းထည့်ထားတာပဲဖြစ်ပါတယ်။ဒီလက်ခံအိတ်ကိုတာဝန်ရှိတဲ့လူတယောက်စီကိုအတ်ထားလို့လည်းရရဲဆိုတဲ့အချက်က ဒီမှာလန့်စရာကောင်းပါရင်ဒါဆိုရင်ခလုတ်ကိုနှိပ်ဖို့ဆုံးဖြတ်ချက်ကရောသမရတယောက်စီအနန်ထားလို့မရဘူးဆိုတဲ့သဘောများပါလားကဘာကုလသမဂ္ဂရဲ့နျူကလ িয়ার လက်နက်အသုံးမပြုရေးစာချုပ်မှာတမ်းပြတွေဟာသူတို့ဟာဘယ်တော့မှအဲ့ဒီလက်နက်တွေကိုစာတုံးတဲ့သူမဖြစ်လာစေရပါဘူးဆိုတဲ့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးထားရပါတယ်အဲဆိုရင်ဘာကများမှာယွင်းသွားနိုင်ပါတည်းဘယ်တိုင်းပြီမှစစ်ဆမတိုက်ရင်စစ်ဆူရာဖြစ်လာစေရအကြောင်းမရှိပါဘူးဒီစာချုပ်ကိုလက်မခံခဲ့တာဘယ်နိုင်ငံများရှိပါတည်း ဟုတ်ပါတယ်တရုတ်ပြည်သူသမ္မတနိုင်ငံကလွဲလို့မရှိနိုင်ပါဘူးသူတို့ရဲ့နျူကလ িয়ার အမြောက်ထိပ်ဖူးတွေဟာအမြောက်တွေနဲ့တသက်စီးထားတာဖြစ်ပါတယ်ဒါပေမဲ့အမေရိကန်နဲ့ရုရှားကတော့သမယိုကျလက်နက်သုံးစွဲမှုနဲ့စစ်ဘက်ဆိုင်ရာအရေးယူမှုကိုတုံ့ပြန်တဲ့အနေနဲ့တောင်မှနျူကလ িয়ার စတင်သုံးစွဲပိုင်ခွင့်ကိုလက်ဝဲပိုင်ဆိုင်တာပါတယ်တကယ်လို့တိုင်းပြည်တပြည်ကိုနျူကလ িয়ার တိုက်ခိုက်မှုစတင်လိုက်ပြီဆိုတာနဲ့သမ္မတမှာနျူကလ িয়ার အမြောက်တွေသုံးဆွဲမယ်မသုံးဆွဲဘူးဆိုတာကိုစုံဖြတ်ဖို့အချိန်10မိနစ်သာရှိပါသေးတယ် တကယ်လို့များသမရကအဲဒီဆုံးဖြတ်ချက်အတွက်မပြင်းစင်ထားဘူးဆိုရင်ရောဘာတွေဖြစ်လာပါမလဲဥပမာအငိမ့်စားယူခါနေအချိန်ရောက်နေတဲ့သမရရစ်ချတ်နီဆန်ဟာဆိုရင်စိတ်ကြယောဂါကိုခံစားကြရပါတယ်သူဟာတစ်ခါတလေတောက်စားအော်ဟစ်ပြီးထူးထူးဆန်းဆန်းတွေလှုပ်တက်ပြီးတတိယကဘာစစ်ကိုစတင်စေမဲ့မောင်းခလုံးနှိပ်ဖို့အတွက်အာနာကလည်းသူ့စီမှာရှိနေခဲ့ဘူးပါတယ်အဲဒီတုန်းကဘလို့များဒီလိုလူမျိုးတယောက်ကိုဒီလိုအရေးကြီးတဲ့အခွင့်အာဏာကိုပေးထားရပါတယ်ကံကောင်းစွာပဲနီဆန်လက်ထက်မှာ ဘလုံနျူကလ িয়ার တက်ခတ်မှုမျိုးမှအပြည့်ပွားခဲ့ပါဘူး။ဒါမဲ့အစိုးဆုံးရလက်ထွက်ပေါ်လာတော့မလို့ဖြစ်ခဲ့တဲ့ကိစ္စတခုတော့ရှိခဲ့ဘူးပါရင်။စစ်အေးတိုက်ပွဲတုန်းကအမေရိကန်ဟာရုရှားထက်နျူကလ িয়ার ပိုင်းမှာအာသာချက်ရှိခဲ့ပါရင်။ဝါရှင်တန်ဟာနျူကလ িয়ার အမြောက်တွေကိုအီတလီနဲ့တူရကီတို့မှတဆင့်ထားရှိပြီးအဲဒီအမြောက်တွေရဲ့ပြင်နိုင်တဲ့အကွာအဝေးက USSR ရဲ့ဥရောပတစ်ချမ်းလုံးကိုကာမိနိုင်ပါရင်။ အဲဒီနောက်1962ခုနှစ်မှာတော့ဂျူဘာဟာဆိုဗီယက်စစ်တပ်တွေကိုတိရစ္ဆာန်စခန်းချခွင့်ပေးခဲ့ပါတယ်။ဒီမှာနျူကလ িয়ার အမြောက်ကောင်းအခြေစိုက်စခန်းတစ်ခုလည်းအပါအဝင်ပါပြီ။ဒီနေရာဟာဝါရှင်တန်ကိုဒုံးကျည်နဲ့သွားမယ်ဆိုရင်7မိနစ်သားကြာမြင့်နေအကွာဝေးမှာရှိနေပါတယ်။ဆိုဗီယက်ပြည်ထောင်စုရဲ့ခေါင်းဆောင်နီကီတာကူရှက်ဖ်ဟာအမေရိကန်တွေရဲ့နေဆက်ကိုနျူကလ িয়ার လက်နက်တွေသွားချထားခြင်းဖြင့်အမေရိကန်တွေရဲ့ဒေါသကိုစွပေးခြင်းခဲ့ပါတယ်။ သူဟာအဲ့ဒီတုန်းကကနေဒီပေါ်အသာစီးရယူခြင်းခဲ့ပြီးတူရကီကအမေရိကန်အမြောက်တွေကိုဖယ်ရှားပစ်ခြင်းနေပါတယ်ဒီလိုနဲ့အမေရိကန်တချို့လေရင်တစည်းဖြစ်တဲ့လော်ဟီယူတူကအဲ့ဒီလောက်ကနျူကလ িয়ার အခြေစိုက်စခန်းကိုတွေ့ရှိသွားပြီးတည်င်းပို့ခဲ့ပါတယ်အားကြောင့်စစ်တပ်ကသမရကနေဒီကိုဂျူဘာကိုဘုံကျက်လိုက်ဖို့ကန့်လှမ်းပါတော့တယ်ဒါမဲ့သမရကနေဒီကဘုံကျက်ရမယ်အစားဂျူဘာကိုရေတပ်ပိတ်ဆို့မှုတစ်ခုနဲ့တုံ့ပြန်လိုက်ပါတယ် အဲဒီနောက်မှာတော့ဆိုဗီယက်စစ်တပ်က American Spy လေယာဉ် Lockheed U2 ကိုပစ်ချခဲ့ပြီးအဲ့ဒါကပဲတတိယကမ္ဘာစစ်ကိုစတင်စေခဲ့တဲ့မောင်းခလုတ်တစ်ခု ဖြစ်လာခဲ့ဘူးပါ ರಿ ။ဘာကြောင့်လဲဆိုတော့အဲ့ဒီနောက်မှာဆိုဗီယက်ရင်ကုန်သင်္ဘောတစ်စင်းကို American ရေတပ်ကပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက်ပါပဲ။ဒါပေမဲ့အဲ့ဒီရင်ကုန်သင်္ဘောပေါ်မှာနျူကလ িয়ার အမြောက်ကောင်းတက်ဆင်ထားတဲ့တော်ပီဒိုပါလာတယ်ဆိုတာကို American တွေမသိခဲ့ပါဘူး။အဲ့ဒီရင်ကုန်သင်္ဘောဟာမော်စကိုနဲ့ဆက်သွယ်မှုမရှိတဲ့အတွက် Commander ကလည်းစစ်ပွဲစတင်နေပြီပဲလို့ ဆုံးဖြတ်ခဲ့ပြီးနျူကလ িয়ার တော်ပီဒိုဒဇင်းကိုပြစ်လွတ်လူနီပါဖြစ်ခဲ့ပါသည်။ဒါပေမဲ့နောက်ထပ်အထက်တန်းအရာရှိတဦးဖြစ်တဲ့ Vasily Ahipov ကအဲဒါကိုကန်ဆယ်လုပ်လိုက်တဲ့အတွက်ကျွန်တော်တို့ကဘာကြီးဟာအဲ့ဒီချိန်တုန်းကနျူကလ িয়ার တတိယကဘာစစ်ဖြစ်ရမယ့်အရေးကနေကင်ဝေးခဲ့ရပါပြီ။တကယ်တော့ကျွန်တော်တို့ကဘာကြီးဟာတတိယကဘာစစ်ဖြစ်ခံနေအခြေအနေတွေကိုဒီချိန်ထက်မကောက်ရင်ဆိုင်ကဲဘူးတယ်ဆိုပေမဲ့အခြားသောအချိန်တွေကကျူဘာနျူကလ িয়ার အရေးခင်းလို့မျိုးမဟုတ်ဘဲလုံးဝအတိတ်ပဲရှိတာတွေပဲဖြစ်ပါတယ်။ က်တစုံကနျူကလ িয়ার ပြလွှတ်မဲ့မောင်းခလုတ်ပေါ်မှာဘယ်နှခါလောက်တွေ့ဝေနေခဲ့ဘူးလဲဆိုတာသင်တွေးမိဘူးပါလားဒါ၁၀ကလည်းမဟုတ်၁၅ကလည်းမဟုတ်၂၂ခါတောင်ဖြစ်နေနိုင်ပါရဲ့ဥပမာအဖြစ်1962ခုနှစ်မှာအမည်မသိကျူးကျော်သူတဦးဟာအမေရိကန်စစ်တပ်အခြေစိုက်စခန်းရဲ့ပလဲချန်စီယိုပေါ်ကိုကျူးကျော်ဝင်ရောက်ခဲ့ဘူးပါရဲ့ဒါပေမဲ့တယောက်ယောက်ကခလုတ်မှားနှိမ်လိုက်မိပါရဲ့ အဲအကြောင်းတာမန်လုံးချုပ်ရေးသတိပေးသံတွေထွက်ပေါ်လာရမယ်ဆိုနျူကလ িয়ার တက်ဆင်ထားပြီးသားလေရင်တွေကအချက်ပေးသံတွေကိုညံစီပြီးစတင်ထွက်ခွာလာခဲ့ကြပါတယ်။သူတို့ကတော့တတိယကမ္ဘာစစ်စတင်နေပြီလို့ထင်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့အစုံသက်မှာတော့ရေစရာကောင်းတာကကျူကျော်ဝင်ရောက်လာသူဟာဝဝင်တကောင်သားဖြစ်နေခဲ့ပါတယ်။ဒါကိုရုရှားဘက်ကလှည့်လိုက်တဲ့တရှိုးလို့သူတို့ဟာယူဆကောင်းယူဆနိုင်ခဲ့ပေမယ့်သူက အနည်းဆုံးတတော်ကတာမန်သားရိုင်းဝဝင်တကောင်သားဖြစ်နေခဲ့ပါတယ်။အဲဒီလိုမျိုးပဲ1969တုန်းကတော့ မေရိကန်နျူကလ িয়ার ညွန်ကြားရေးစင်တာ Northrop ဟာကြီးမားတဲ့တစုံတစ်ခုကိုထောင်လန်းမိနေတယ်ဆိုတဲ့အချက်ပြကိုသူရေဒါရီစီကနေလက်ခံရရှိခဲ့ပူပါသေးတယ်။အရာအလုံးကဆိုဗီယက်ကနျူကလ িয়ার တိုက်ခိုက်မှုတစ်ခုကိုစတင်လိုက်ပြီလို့99.9ရာခိုင်နှုန်းထောက်ပြနေပါတယ်။ဒါကြောင့်အမေရိကန်ကလည်းဆိုဗီယက်ပြည်ထောင်စုကိုပြန်လည်တိုက်ခိုက်ဖို့အစဉ်အသင့်ဖြစ်နေပါပြီ။ဒါပေမဲ့အစောင်းတက်မှာတော့အဲဒီကြီးမားလင်းလက်နေတဲ့အရာကတောက်ပါနေတဲ့လာမင်းကြီးဖြစ်နေပါတော့တယ်။ ဒီမှာသူတို့ရဲ့ရေဒါတွေကလာကိုနျူကလ িয়ার တိုက်ခိုက်မှုလို့အထင်မှားခဲ့ပုံရပါတယ်။ဒါကြောင့်ဒီကိစ္စတွေမှာတော့ဒီပညာကိုအပြည့်တင်လို့ရပါတယ်။ဒါမှမဟုတ်နောက်ကိစ္စတစ်ခုကတော့လုံးဝကိုညံနေလို့ဖြစ်ရတာပဲဖြစ်ပါတယ်။အရာကတော့1995ခုနှစ်မှာရုရှားသမ္မတဖြစ်သူဘော်ရက်ရက်ဆန်ဟာနော်ဝေးကမ်းရိုးတန်းကနေအမြောက်တစ်ခုပြစ်လွတ်လိုက်တာကိုထောင်လန်းရရှိခဲ့ပါတယ်။ကြီးရတာကနျူကလ িয়ার ရင်ကုန်သင်္ဘောတစ်ခုကနေနျူကလ িয়ার အမြောက်တစ်ခုကိုပြစ်လွတ်လိုက်တဲ့ပုံပါပဲ။ ဒီမှာဒုံးကြီးဟာအထက်တဲ့တဲ့ကိုတက်သွားခဲ့ပါရီ။ဒါပေမဲ့ဘဲကိုဥတီတလဲဆိုတာတော့မရှင်းလင်းသေးပါဘူး။ဒါကြောင့်ရုရှားဒုံးကြီးဗျူဟာအဖွဲ့တွေကလည်းတတိကြီးကြီးထားနေခဲ့ရပြီးတမဒရေဆင်ကလည်းပြန်လည်တိုက်ခိုက်ဖို့အတွက်လိုရမရနျူကလ িয়ার လက်ဆွဲအိတ်ကိုယူထားခဲ့ပါရီ။ဒါပေမဲ့အဲ့ဒါကယူရိုရာဘော်ရီရလက်ကိုလေလာဖို့အတွက်စန်တက်ကရီယာရီတင်ဆောင်ပြီးထွက်ခွာလာတဲ့ Black Brand Dwell Norway American သူတေသနဒုံးပြန်ဖြစ်နေခဲ့ပါရီ။ ဒါအပြင်တပည့်များရှင်တွေကလည်းသူတို့ဒုံပြန်လွတ်တင်မဲ့အကြောင်းကိုရုရှားဘက်ကတလအကျိုးကလေးကကြိုတင်အသိပေးထားပြီးသားဖြစ်ပါတယ်။ဒါဆိုရင်တရားကဘာစစ်ကဘယ်အချိန်မှစဖြစ်မယ်လို့ခံမှန်းနိုင်ပါတည်းလေ။အရဟာဒီနေ့လည်းဖြစ်နိုင်ပါတယ်။ဒီနှစ်တွေမှာအချိန်မီ၍ထိမရဖြစ်သွားနိုင်တဲ့စပရေးရာပရိပခါပေါင်းများစွာကလည်းဖြစ်ပေါ်လျက်ရှိနေတာကိုအားလုံးအသိပါပဲ။ဒီကဘာလုံးဆိုင်ရာစီရေးတင်းမာမှုတွေဟာတရုတ်ဘက်ကနေပိုင်ဆိုင်နေတဲ့ထိုင်ဝမ်အရေးကိစ္စအိန္ဒိယနဲ့တရုတ်ကြားမှာရှိတဲ့ကက်ရှမီးယားနယ်အရေး အီရန်နဲ့အာရဗ်စော်ဘွားများပြည်ထောင်စုတွေရဲ့ရေပိုင်နဲ့ထဲမှာရှိနေတဲ့ဟိုမတ်ရေလက်ကြားအရေးတွေအပြင်မြောက်ကိုရီးယားနဲ့အမေရိကန်ပြည်ထောင်စုတို့အကြားယူကလီးယားအမြောက်အပြန်အလှန်ပြစ်ခတ်မှုအရေးတွေကနေအခုနောက်ဆုံးရုရှားယူကရိန်းကျူးကျော်စစ်ပွဲကနေလည်းစတင်ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါနဲ့ကမ္ဘာပေါ်မှာအလုံးကြုံဆုံးတဲ့အေးအေးချမ်းဆုံးနေရာကဘယ်နေရာလို့သင်ထင်ပါသလဲ။ဒါကိုကွန်မန့်မှာပြောပြပေးသွားခဲ့ပါဦးခင်ဗျာ။